မင်္ဂလာပါလေပင်ရုတ်တန်ရဲ့ဧပြီလ30ရက်နေ့နံနက်ပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးပါရောင်းမယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ဘင်္ဂလားဒေ့ရဲ့ဂျမတ်အီအစ္စလာမီပါတီကတရုတ်ကွန်မြူနတီပါတီကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံပွဲအတွင်းရခိုင်ပြည်နယ်မှာဘင်္ဂါလီများအတွက်လွတ်လပ်တဲ့ပြည်နယ်ထူထောင်နိုင်ရေးအဆိုပြုဆိုတဲ့သတင်းခိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားများအတွက်တည်တံ့ဖွင့်လှစ်ထားတဲ့ဘားတစ်ခုကိုစစ်ဆေးရမှာမွေးရဆေးရောင်းများနဲ့ လက်နက်ခဲယမ်းများတွေ့ရှိဆိုတဲ့တွင်ကော့ဂရိတ်မျိုးနဲ့ကန်ဒီကျေးရွာအတွင်းဒရုန်းဖြင့် draw ဘုံချတိုက်ခတ်ခံရသည့်အတွက်နေရင်တလုံးထိခိုက်ပျက်စီးကဒေသခံတအူပြင်းထန်ဒဏ်ရာရရှိခဲ့ဆိုတဲ့တွင်ယူကရိန်းစစ်ပွဲအပြစ်ခတ်ရစဲရေးအတွက်တမရဗိုလိုဒီမာဇယ်လန်စကီးကခရိုင်းမီးယားကိုရုရှားတံပေးအပ်ဖို့အစဉ်အသစ်ဖြစ်နေတယ်လို့ထင်မိကြောင်းအမေရိကန်တမရပြောကြားဆိုတဲ့တွင်စီယိုနိုဒိုအားအင်္ဂလန်လီတူးကလပ်ကိုဝယ်ယူရန် ်ဘောလုံးဗန္ဓာရေးကျွမ်းကျင်ပညာရှင်တိုက်တွန်းဆိုတဲ့တင်အစရှိသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမအဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘင်္ဂလားဒေ့ရဲ့ဂျမတ်အီအစ္စလာမစ်ပါတီကတရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့နဲ့တွဲဆုံပွဲအတွင်းရခိုင်ပြည်နယ်မှာဘင်္ဂါလီများအတွက်လွတ်လပ်တဲ့ပြည်နယ်ထူထောင်ရေးအဆိုပြုဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရဲ့ဂျမတ်အီအစ္စလာမစ်ပါတီကဧပြီလ29ရက်ကဒါကာမြို့တော်မှာ တရုတ်ကွန်မြူနစ်ပါတီကိုစလဲရီနဲ့တွေ့ဆုံပွဲအတွင်းမှာရခိုင်ပြည်နယ်မှာဘင်္ဂါလီပြားအတွက်လွတ်လပ်တဲ့ပြည်နယ်ထူထောင်ရေးကိုအဆိုပြုခဲ့ကြောင်း Business Standard သတင်းစာမှာဖော်ပြခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာဘင်္ဂလီရီတက်တက်သမ2တန်းလောက်ရှိပါတယ်။ သူတို့ဟာလူမဆန်တဲ့ဘဝနဲ့နေထိုင်နေရပါတယ်။သူတို့တွေကိုစားစရာနဲ့နေစရာပေးထားတာဟာအဖြစ်တစ်ခုမဟုတ်ပါဘူးလို့အဆိုပါပါတီရဲ့ဗဟိုကော်မတီဝင်စီယက်အဗ်ဒူလာမတ်တာဟာကအစည်းအဝေးပြီးမှသတင်းထုတ်တွေကိုပြောပါရတယ်။ပင်ဂလီတွေအတွက်အဖြစ်ဟာ၎င်းတို့ရဲ့နေမြေမှာပြန်လည်အခြေချနေထိုင်ရေးဖြစ်ပြီးလွတ်လပ်တဲ့ရခိုင်နိုင်ငံအသစ်ထူထောင်ရေးကိုအဆုပြုခဲ့ပါရတယ်။ တရုတ်ဟာမြန်မာနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကြောင့်တရုတ်နိုင်ငံဟာအကြီးမားဆုံးအခမ်းကဏ္ဍကပါဝင်လှုပ်ဆောင်ပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ဒေတာရင်းလုံခြုံရေးအခြေအနေတွေကိုလည်းဆွေးနွေးခဲ့တယ်လို့တာဟာကပြောပါတယ်။အခုအစည်းအဝေးဟာပါတီအချင်းချင်းတွေးဆမှုဖြစ်ပြီးဂျမတ်ပါတီအတွက်တရုတ်ကွန်မြူနတီပါတီနဲ့ဆက်ဆံရေးကိုမြှင့်တင်ဖို့အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့၎င်းကပြောပါတယ်။တရုတ်ကိုယ်စားလှယ်တွေကတော့တရုတ်နိုင်ငံဟာတခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်ခြင်းမရှိကြောင်းပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားများအတွက်တည်တပ်ဖွင့်လှစ်ထားတဲ့ဘားတစ်ခုကိုစစ်ဆေးရာမွေးရီစေဝါများနဲ့လက်နက်ခဲယမ်းများတွေ့ရှိဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေအတွက်တည်တပ်ဖွင့်လှစ်ထားတဲ့ဘားတစ်ခုကိုစစ်ဆေးရာမွေးရီစေဝါတွေနဲ့လက်နက်ခဲယမ်းတွေတွေ့ရှိခဲ့တယ်လို့ထိုင်းခြေဆိုင်သတင်းဌာနတစ်ခုကဖော်ပြခဲ့ပါတယ်။အဆိုပါဘားဟာ ထိုင်းနိုင်ငံစမွတ်စကွန်ပြည်နယ်မှာဖွင့်လှစ်ထားတဲ့ Happy Bar ဖြစ်ပြီး April 28ရက်ညနေပိုင်းကစမွတ်စကွန်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့အတူအလုသမားဝန်ကြီးဌာနစစ်ဆေးရေးမှူးရင်းရဲရရှိတွေစစ်ဘက်ဆိုင်ရာရရှိတွေနဲ့သက်ဆိုင်ရာအေဂျင်စီတွေကအရာရှိ200ကျော်လို့နဲ့အတူဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီနေရာမှာမြန်မာနိုင်ငံသားကကိုရောင်တစ်ခုကိုငှားရမ်းပြီးဖျော်ဖြေရေးလုပ်ငန်းတွေလုပ်ကင်နေတဲ့နေရာတစ်ခုဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါဗျ။အဆိုပါနေရာမှာဘားတစ်ခုဘီလီယက်ခုံတွေကာရာအိုကေအခန်းတွေလည်းပါဝင်ပြီးဝင်ဆောင်ကတနအီကို ်ဘတ်250ဖြစ်ပြီးမြန်မာနိုင်ငံသားတွေအတွက်တည်ထက်ဝန်ဆောင်မှုပေးတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။ဝန်ဆောင်မှုကိုအသုံးပြုသူတွေအတွက်2နာရီယူပါကတနာရီအခမဲ့ဖြစ်ပြီး VIP အခန်းတွေမှာမွေးရည်စေဝါတွေလည်းရနိုင်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ထိုင်းစစ်စီရဲ့အဖွဲ့ကဆိုဖာကလန်ထိုင်းတွင်နဲ့အဆောက်အုံအတွင်းဝှက်ထားတဲ့စိတ်ကြွအစီပြားတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးအဆောက်အုံအတွင်းတချို့နေရာတွေမှာလက်နက်ခဲယမ်းမီးကြောက်တွေကိုရှာဖွေတွေ့ရှိခဲ့ကြောင်း ခွင့်ပြုချက်မရှိဘဲတရားမဝင်လုပ်ငန်းတွေကိုလုပ်ကိုင်လျက်ရှိရလို့ကနအူးသိရကြောင်းသတင်းမှဖော်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကော့ဂရိတ်မျိုးနဲ့ကန်ဒီကြေးရွာအတွင်းဒရုန်းဖြင့် drop bomb ချတိုက်ခတ်ခံရတဲ့အတွက်နေရင်တလုံးထိခိုက်ပျက်စီးကဒေသခံတူပြင်းထန်ထန်ရရှိခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကော့ဂရိတ်မျိုးနဲ့ဂျုံတိုးတစ်ဖက်ကမ်းမှာရှိတဲ့ကန်ဒီကြေးရွာအတွင်းဒရုန်းဖြင့်ဘုံချတိုက်ခတ်ခံရတဲ့အတွက်နေရင်တလုံးထိခိုက်ပျက်စီးက ဒေသခံတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ဧပြီ26ရက်နေ့မော်လဲ3နိုင်ခန်းကအဆိုပါကန်းနီကြီးရွာအတွင်ဒရုန်းနဲ့ဒရုန်းဘုံလေးလုံးချတိုက်ခိုက်ခံခဲ့ရတယ်လို့ဒေသခံတအုပ်ကပြောပါရယ်။၎င်းကဆက်လက်ပြီးဒရုန်းဘုံတစ်လုံးကနေအိမ်တစ်လုံးရဲ့အမိုးနဲ့ညနေချက်ကိုဖောက်ကျလာပြီးမှပောက်ကွဲသွားတာပါ။အဲ့ဒီအိမ်မှာအိမ်ဆောင်အဖြစ်နဲ့ရှိနေတဲ့အသက်50အရွယ်ဒေသခံမော်မျိုးသားတအုပ်ရဲ့ခြေထောက်မှာပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်လို့ပြောပါရယ်။ ခြေထောက်မှာပြင်းထန်ဒဏ်ရာရရှိထားတဲ့၎င်းအမျိုးသားကိုနှိမ့်ဆက်ရဆေးရုံမှာစေဝါကူတမှုပေးထားကြောင်းလည်း၎င်းဒေသခံကဆိုပါတယ်။ပြီးခဲ့တဲ့ဧပြီလ15ရက်နေ့ကလည်းအဆိုပါကန်းနီကျေးရွာမှာရှိတဲ့ဖုန်ကြီးကျောင်းအတွင်ဖုန်ကြောက်ပောက်ကွဲမှုကြောင့်ဒေသခံ6ဦးသေဆုံးခဲ့တဲ့အပြင်တန်ဃာတော်ရဲ့အပေါင်းဝင်ဒေသခံပြည်သူ20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြသေးတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ယူကရိန်းစစ်ပွဲအပြစ်ခတ်ရစဲရေးအတွက်သမ္မတဗိုလ်လိုဒီမာဇယ်လန်စကီးက ခရိုင်းမီးယားကိုရုရှားတံပေးရဖို့အဆင်သင့်ဖြစ်နေတယ်လို့ထင်မြင်မိကြောင်းအမေရိကန်သမ္မတပြောကြားဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ယူကရိန်းသမ္မတပိုလိုဒီမာဆယ်လန်စကီးကအပြစ်ခတ်ရဲဆဲရေးသဘောတူညီချက်ရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ခရိုင်းမီးယားကိုရုရှားကိုပေးဖို့အသင့်ဖြစ်နေတယ်လို့ယုံကြည်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်းတို့အပြစ်ခတ်ရဲဆဲရေးအတွက်ဆွေးနွေးမှုတွေဟာ ဧပြီလ28ရက်မှာအရေးပါတဲ့သတင်းပတ်ထဲရောက်လာချိန်မှာအမေရိကန်သမ္မတကအထက်ပါအတိုင်းပြောကြားလိုက်တာဖြစ်ပါတယ်။ထရမ့်ကလည်းရုရှားသမ္မတဗလာဒီမီယာပူတင်ကိုဖိအားပေးမှုတွေပုံမလုံဆောင်ခဲ့ပြီးရုရှားသမ္မတဟာတိုက်ခိုက်မှုကိုရပ်တင့်ကြောင်းနဲ့2022ခုနှစ်ဖေဖော်ဝါရီ24ရက်မှာရုရှားစတင်ခဲ့တဲ့စစ်ပွဲပြီးဆုံးရေးအတွက်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးတင်တယ်လို့ပြောကြားခဲ့ပါတယ်။ပေါ်ယမ်မီကြီးဖရန်စစ်ရဲ့ဇာပနာမှာဒေါ်နယ်ထရမ့်နဲ့ဇယ်လန်စကီတို့တွေ့ဆုံခဲ့ပြီးတဲ့နောက်တရက်အကြာမှာထရမ့်ရဲ့အမှတ်ချက်စကားတွေထွက်ပေါ်လာတာပါ။ယူ ူကရိန်းသမ္မတကခရိုင်းမီးယားကိုရုရှားကိုပေးမှာမဟုတ်ဘူးလို့ထပ်တလဲလဲပြောကြားထားတဲ့တိုင်အောင်ဇယ်လန်စကီကခရိုင်းမီးယားကိုပေးရဖို့အစဉ်သစ်ဖြစ်နေပါသလားလို့ညူဂျာစီပြင်းနေဘက်မင်စတာမှာသတင်းတောက်ကမြင်းမြင်းတဲ့အခါထရမ့်ကပေးမယ်ထင်ပါတယ်လို့ဖြေကြားခဲ့ပါတယ်ဗာတီကန်ဆွေးနွေးပွဲအတွင်း၎င်းတို့ကခရမ်မီးယားကျွန်းဆွယ်ကိစ္စကိုတရိုတရိုချင်းချင်းဆွေးနွေးခဲ့တယ်လို့ထရမ့်ကဖြည့်ဆွက်ပြောကြားခဲ့ပါတယ်။ ရုရှားကိုမျက်နှာသာပေးသူဖြစ်ပြီးယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လင်စကီးကိုအာမနာတန်ပြောသူလို့ဝေဖန်ခံနေရတဲ့ထရန့်ကိုသတင်းတောက်တွေကရုရှားအကြောင်းမေးမြန်းခဲ့ရမှာစစ်ပွဲပြီးသွားစေဖို့ရုရှားဘက်ကမြေတိလက်ရောချက်တွေကိုကန့်လန့်ခဲ့ပါတယ်လို့မေးမြန်းခဲ့ပါတယ်တနင်္ဂနွေလုံးသိမ်းပိုင်းမှာကိုရက်လိုက်တာဟာအလွန်ကြီးမားတဲ့အချုပ်ပေးမှုဖြစ်ပါတယ်လို့ထရမ့်ကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။နောက်ဆုံးအားသာသတင်းတစ်ပုဒ်အနေနဲ့စီယိုနာရိုကအင်္ဂလန်လီတူကလပ်ကိုဝယ်ယူရန် ောလုံးပန္နာရေးကျွမ်းကျင်ပညာရှင်တိုက်တွန်းဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ဘောလုံးပန္နာရေးကျွမ်းကျင်ပညာရှင်တူဖြစ်တဲ့ဒေါက်တာရော့ဝီဆင်ကနာမည်ကျော်ဘောလုံးသမားပေါ်တူဂီဝိုင်းတိုက်ဆက်မှုစီယိုနိုဒိုအားအင်္ဂလန်လီဒူကလပ်ချာတင်ဟန်အသင်းကိုဝယ်ယူဖို့တိုက်တွန်းခဲ့ပါတယ်။အသက်40ကျော်ပြီဖြစ်တဲ့ဆီရိုနယ်ဒိုဟာကစားသမားဘဝကနေအနာယူပါကနေပြလောကကိုဝင်ရောက်ဖို့အစီအစဉ်မရှိပဲနာမည်ကျော်ဘောလုံးသမားဟောင်းနေဖြစ်တဲ့ ဘရာဇီးကစားသမားရိုနယ်ဒိုနဲ့ဒေးဗစ်ဘက်ခမ်းတို့လိုအသင်းပိုင်ရှင်ဖြစ်လာဖို့ရည်မှန်းနေတယ်လို့သိရပါတယ်။ဟောလိဝုဒ်နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Ryan Reynolds နဲ့ Matt Ed Henry တို့ပိုင်ဆိုင်တဲ့ Warzam အသင်းဟာ Live to မှာနေပြီး၃နှစ်ဆက်တိုက်တန်းတက်ခဲ့ရာလာမယ့်ရာသီမှာ League Championship ပြိုင်ပွဲရှင်ပြန်ရမှာဖြစ်ပါတယ်။ဒါကြောင့်အခုအခါဘောလုံးဗန်နာရေးကျွမ်းကျင်ပညာရှင်ဝက်စင်က စီရိုနေတိုအနေနဲ့အသင်းပိုင်ဆိုင်လိုပါကလာလာကောင်းတွေရှိနေတဲ့လီတူကလပ်ချာတင်ဟန်ကိုဝယ်ယူဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ဝယ်စင်ကစီရိုနေတိုအနေနဲ့အင်္ဂလန်ဘောလုံးလောကမှာယင်းနှိမ့်နေတဲ့မှာတယ်။သူကမန်ယူလိုကလပ်ကြီးတွေရဲ့ရှယ်ယာအနည်းစုဝယ်ခြင်းနေတယ်လို့ထင်ပါတယ်။ဒါပေမဲ့သူ့အနေနဲ့ယင်းနှိမ့်နေခြင်းနဲ့ဆိုရင်အလားလာကောင်းတွေများစွာရှိနေတဲ့လီတူကလပ်ချာတင်ဟန်အသင်းကိုဝယ်ယူသင့်တယ်လို့ထင်ပါတယ်။ချာတင်ဟန်ကအနာဂတ်မှာအကျိုးအမြတ်အများကြီးရနိုင်တဲ့အသင်းမှာလို့ပြောကြားခဲ့ပါတယ်။ လေပင်ရုတ်တံရဲ့ဧပြီလ30ရက်နေ့မနက်ခင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဤရှိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။